အလုံးမဲမင်္ဂလာပါဒီကနေ့လူသားကဘာကောင်းကျိုးပြအစီအစဉ်တွေနေတက်ဖို့ကြည်နပ်ဖို့ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်ဘလို့လူမျိုးနဲ့ချစ်တူတော်ရတာတဲ့ကိုရွေးချယ်လိုက်တဲ့လူကကို့အပေါ်ကောင်းမွန်ရဲ့လားဆိုတာအဓိကကြပါတယ်ဘလို့လူမျိုးနဲ့လက်ထက်သွားတာတဲ့ဘယ်နေရာမှာဘလောက်ကြီးကျယ်ခမ်းနားစွာမင်္ဂလာပွဲကျင်းပတယ်ဆိုတာတဲ့ အဲ့ဒီလူနဲ့လက်ထပ်ပြီးသွားရင်ဘဝကိုဘယ်လိုနေထိုင်ရမလဲဆိုတာကပူပြီးအရေးကြီးပါတယ်။ဘယ်เจ้าကနေကြောင်ပြီးတာ။ဘယ်တက္ကသိုလ်ကနေဘွဲရတာထဲ။ကြောင်ပြီးသွားတဲ့နောက်ဘဝကိုဘယ်လိုရှင်သန်တယ်လဲ။ဘာအလောက်ကင်လုံနေတယ်လဲဆိုတာကပူပြီးအရေးကြီးပါတယ်။ဘယ်လိုအိမ်မျိုးမှာနေရတာထဲ။အိမ်နဲ့တူတဲ့နှွေးထွေးမှုရနေဘူးကပူအရေးကြီးပါတယ်။တိုက်ပေါ်နေလဲနှွေးထွေးမှုမရှိရင်ဘာမှမထူပါဘူး။ တငယ်ချင်းဘယ်နှယောက်ရှိတယ်ဆိုတာတည်းရှိတဲ့တငယ်ချင်းကကို့အပေါ်စစ်မှန်နေရလားဆိုတာကပူပြီးအရေးကြီးပါတယ်ဖနက်ဘယ်နှယံရှိတယ်ဆိုတာတည်းရှိတဲ့ဖနက်သည်ကို့ခြေထောက်နဲ့ကိုက်ညီမှုရှိဖို့ပူအရေးကြီးပါတယ်ဒါအပြင်စီးလိုက်တဲ့အခါမှာအနာပေါက်စီသလားတက်တောင်တက်တာမှုရှိရလားဆိုတာလည်းအရေးကြီးပါတယ်ကိုဘွားမှာဘလောက်ပိုင်ဆိုင်ထားလဲဆိုတာထက်ပိုင်ဆိုင်ထားတဲ့အရာတွေကြောင့်ကိုကစိတ်ပျော်ရဲ့လား စိတ်ပူပန်နေရသလားစိတ်ပေါ်ပါနေလားနာကျင်နေရလားဒါတွေကပိုအရေးကြီးပါတယ်။ဒါကြောင့်ကျမတို့တဦးစီရဲ့ဘဝဟာနေတတ်ဖို့ကြည်နတ်ဖို့ပျော်ရတ်ဖို့လိုပါတယ်။တခါတလေရွေးချယ်စရာများတာတွေကလည်းတိတ်ပြီးမကောင်းပါဘူးဘဝမှာပိုင်ဆိုင်ထားတဲ့အရာတွေကကိုယ့်အတွက်အင်အားဖြစ်စေဖို့လိုပါတယ်ကိုယ့်အတွက်အကျိုးဝင်စေဖို့လိုပါတယ်အတုံးဝင်ဖို့လည်းလိုပါတယ်စိတ်ပင်ပန်းမနေဖို့လိုပါတယ် စိတ်တသာစီဖို့လိုပါတယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။အားလုံးပဲလုံခြုံအေးချမ်းပျော်ရွှင်တဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။ကျမကတော့ Sister Regina မမူခိုင်ပါ။